ကတော့ဖျားပေးရကုသပါဟိုမိဘတိုင်းကတော့ကိုသားသမီးချောချောလတ်လာလေးမွေးချင်တာပဲပေါ့နော်အဲသူတို့ကန်နဲ့သူတို့လာကြတာပေါ့နော်ယူခိုင်းသေးဘူးသူကအခု16နှစ်ဆိုတော့အသားလို30မှယူလို့ပြောထားတယ်ပြည့်ပြည့်စုံစုံနေနိုင်တဲ့ညမှာမိမယူလို့တော့အဲ့လိုပြောထားတာပဲတော့နားထောင်နားထောင်နေအခုတော့နားထောင်နေရဲ့ခုရောက်မှလို့ခေါ်ခင်နေရတဲ့အချိန်ပေါ့ဩဘာမှမဖြစ်ပါဘူးခုခက်ကလေးတွေကပုံမွေလင်းလင်းမဲ့လေနောက်ပြောဟို social media ခက်မှာလိုမျိုးဆိုတော့လေဒါတွေကနားလဲပါတယ်ခုခက်ကပုံမွေလင်းလင်းပြောကြဆိုကြရဲဆိုတော့ ငါဘာမှဖြစ်ပါဘူးခေရစီကြောင်းလေအဲသူကအဲ့လိုအမေ celebrity ဖြစ်တာကိုတော့ तू ကြိုက်တယ်ဒါပေမဲ့သူတို့လက်ထက်ကြရင်တော့မလွတ်လပ်လို့တဲ့အမမတို့ကဘဲသွားသွားဒီမျက်နှာကြီးသိနေတယ်ပေါ့နော်ကြောင်းနေပါမှာဆိုရင်တော့ဒါဘသူရဲ့သားသမီးဆိုတဲ့ဟာနဲ့အဲ့လိုမျိုးပေါ့နော်အာယုံစိုက်ချင်းခံရတာကိုသူတို့တွေကမကြိုက်ဘူးသူတို့ကလွတ်လွတ်လပ်လပ်နေကျင်ကြတာဆိုတော့လေနာမည်ကြီးရရကြော်ကြတာရေသူတို့ကအဲ့လိုမျိုးအောက်မှာမနေကျင်ကြအောင်အရေအပြည့်လူလိုပဲသွားလာကျင်တယ်တဲ့စီးပွားရေးပဲလုပ်မယ်တဲ့ချစ်ချင်တာကတော့လေသူတို့တွေကို ညာတွေကိုအများကြီးတက်စေခြင်းနဲ့နောက်ပြီးတော့ဟိုချမ်းချမ်းသာသာနဲ့ပညာနဲ့လှုပ်ရှားတဲ့အလုပ်တွေလည်းလုပ်စေခြင်းနဲ့နောက်အိမ်တော်ကြရင်လည်းအိမ်တော်ဘက်ကောင်းကောင်းလေးတွေနဲ့တွေ့စေခြင်းနဲ့အမလုတ်တာကြာပြီးတာကြီးအကြီးဆုံးလေးမွေးပြီးတော့သူ၄၅နှစ်ထိတော့လှုပ်သေးတယ်။နောက်ပိုင်းမလှုပ်ဖြစ်တော့တာပေါ့နော်။နောက်အငယ်နှစ်ယောက်လည်းမွေးပြီးတော့ဟိုဆက်ပြတ်သွားတာလည်းပါတာပေါ့နော်။နောက်ပြီးတော့ဒီဘက်ကကလေး၃ယောက်ကဝေယဝိဆက်လှုပ်ရတာနဲ့ဟို အဆင်မပြေတာတွေအများကြီးရှိရပါတော့ပြန်လုပ်ဖို့အနုပညာလုပ်ဆိုတာကိုပိုင်လုပ်လို့ပဲလေဟိုဘာလဲသူများရမှာယုံသွားတယ်ဆိုလို့ရှိရင်ယုံတဲ့ချိန်ယုံစင်ချိန်ရှိသေးတယ်အနုပညာလုပ်ကကျတော့24နာရီည night scene တွေပဲရှိရဆိုလဲအဲ့လိုအချိန်ပေးရတာဆိုတော့အမအဲ့တော့ကိုကွဲလည်းမရှိဘူးဟိုကလေးတွေကလည်းများတော့အမလုံရင်မလုံရင်မလုံရင်လည်းမလုံဖြစ်တော့တာနောက်ပြီးတော့အခုဆိုရင်တော့မလုံဖြစ်တော့ပါဘူးဝါလဲဝါနေပါပြီလာလဲမလာတော့ပါဘူးအဲလက်လွတ်လွတ်ရပါမယ်အငယ်နှစ်ယောက်ကဟိုသူတို့ကအခု6တန်းနဲ့8တန်းပေါ့နော်အဲဆိုသူတို့တွေကိုចောင်းဖို့ចောင်းကြိုတွေလည်းအမလုံရတယ်သူတို့ စာဟိုဟာတူရှင်ကိစ္စတွေကျောက်ကိစ္စတွေလည်းမလုပ်ရတယ်ဆိုတော့အမ်ဒီဘက်အနုပညာဘက်ကိုစိတ်တော့စိတ်တော့ပါပဲမလုပ်ဖြစ်ပါဘူးလို့အမရုပ်ရှင်တွေတော့တော့ဟိုတောက်လျှောက်ပြန်ကြည့်ရပေါ့နော်ကိုတငယ်ချင်းတွေရိုက်ထားတဲ့ကားတွေယုံကြည်ကားတွေလည်းကြည့်ရစီးရီးတွေလည်းကြည့်ရအလွမ်းပြေပေါ့နော်အမေပြန်လုပ်ဖြစ်ဖို့တော့မရှိပါဘူးအဲလုံမှာမဟုတ်ဘူးလုံမှာမဟုတ်သူကလေအဲသူကအဲ့လိုအမေ celebrity ဖြစ်တာကိုတော့သူကြိုက်တယ်ဒါပေမဲ့သူတို့လက်ထက်ကြရင်တော့ မလွတ်လပ်လို့တဲ့အမမတို့ကဘဲသွားသွားဒီမျက်နှာကြီးကသိနေတယ်ပေါ့နော်။ဘာလို့လို့လဲသိနေတယ်ပေါ့။အဲအဲ့လိုတစ်ခါကျရင်လေတို့ကဟိုကြောင်းနေပါမှာဆိုရင်တော့ဒါဘသူရဲ့သားသမီးဆိုတဲ့ဟာနဲ့အဲ့လိုမျိုးပေါ့နော်။အာယုံစိုက်ချင်းခံရတာကိုတို့တွေကမကြိုက်ဘူး။တို့ကလွတ်လွတ်လပ်လပ်နေကျင်ကြတာဆိုတော့လေ။တို့ကအဲ့လိုမျိုးနာမည်ကြီးရရဲ့ကြော်ကြတာရဲ့တို့ကအဲ့လိုမျိုးအောက်မှာမနေကျင်ကြအောင်။အရေးအပြည့်လူလိုပဲ သွားလာခြင်းနဲ့စီးပွားရေးပဲလုပ်မယ်တဲ့ဒါကတော့ဖျားပေးတဲ့ကုသပါဟိုမိဘတိုင်းကတော့ကိုသားသမီးချောချောလတ်လတ်လေးမွေးကျင်တာပဲပေါ့နော်အဲသူတို့ကံနဲ့သူတို့လာကြတာပေါ့နော်အဟိုဟာဒီလိုမရဲ့သားလေးတွေကိုချစ်ပေးကြတဲ့အတွက်လည်းမကျေးဇူးတင်ပါတယ်နောက်ပြီးတော့အမအနုပညာမလုပ်တာတော်တော်ကိုကြာပြီပေါ့နော်သားကြီး၅နှစ်ထဲကမလုပ်တာဆိုတော့ဒါပေမဲ့လည်းလူတွေကဒီနေ့ထိမမေ့ပဲနဲ့အမရဲ့မိသားစုအမရဲ့သားလေးတွေကိုဗတ်ဆက်ပြီးချစ်ပေးတဲ့အတွက်ချစ်ချင်တာကတော့လေသူတို့တွေကို ပညာတွေကိုအများကြီးတက်စေချင်တယ်။နောက်ပြီးတော့ဟိုချမ်းချမ်းသာသာနဲ့ပညာနဲ့လှုပ်ရှားတဲ့အလုပ်တွေလည်းလုပ်စေချင်တယ်။နောက်အိမ်တော်ကြရင်လည်းအိမ်တော်ဘက်ကောင်းကောင်းလေးနဲ့တွေ့စေချင်တယ်။အအမတို့ကဒါတစ်သလုံးသူတို့နဲ့တူနေရမှာမဟုတ်ဘူးလေ။သူတို့ဘေးနားမှာလက်တွဲပေါ်ကောင်းကောင်းလေးတွေနဲ့အော်သူတို့လည်းပညာရေးအများကြီးတက်ပြီးတော့အဲ့လိုချမ်းချမ်းသာသာပြည့်ပြည့်စုံစုံနဲ့နေကြတာဒါကတော့အမှားမှမဟုတ်ပါဘူးမိဘတိုင်းကိုယ်သားသမီးရောအဲ့လိုဖြစ်စေချင်ကြတာပဲလေယူခိုင်းသေးဘူးသူကအခု16နှစ်ဆိုတော့အသားလို30မှယူလို့ပြောထားတယ် လိုဖြစ်မလဲမသိပါဘူး30လောက်မှယူအဲ့ခါကျမှသားလိုအပြည့်ပြည့်စုံစုံနေနိုင်တဲ့ကျမမိမယူလို့တော့အဲ့လိုပြောထားတာပဲသူကနားထောင်တာနားထောင်တယ်အခုတော့နားထောင်နေရဲ့အင်းပေါ့ဘာဖြစ်မလဲတော့မသိပါဘူးဟောဘာမှမဖြစ်ပါဘူးခုခစ်ကလေးတွေပုံမွေလင်းလင်းမဲ့လေနောက်ပြောဟို social media ခစ်မှာလိုမျိုးဆိုတော့လည်းဒါတွေကနားလဲပါတယ်ဟိုအရင်မတို့ခစ်ကနေခဲ့ရတဲ့ main ခစ်လေးပုံစံနဲ့မတူဘူးလေခုခစ်ကပုံမွေလင်းလင်းပြောကြဆိုကြတယ်ဆိုတော့ဒါဘာမှမဖြစ်ပါဘူးခစ်ရဲ့စီတောင်းလေ